streamer တွေ proglia တွေရဲ့ sensitivity ကိုယူပြီးတော့မဖြစ်ပါနဲ့အလုံးမဲ့မင်္ဂလာပါကျွန်တော်ကတော့ nice 7 nice ကမှဖြစ်ပါတယ်ဒီဗီဒီယိုလေးထဲမှာ scope ညီအောင်ချိန်ကြီးလေးနဲ့ပြင်းပြလေးတွေကိုပြပြပေးထားပါတယ်ဒါမှသောမြေပုံနှုတ်ဝင်ပြီးတော့ training ground နဲ့ကိုသွားပါ training ground နဲ့ရတဲ့အခါကျရင် avoid စကန်ကိုကောက်ထားပါကျွန်တော်ကတော့ voice scope လေးနဲ့ angle view လေးကိုတွဲတောင်းပြီးတော့ချိန်ပြပေးထားပါတယ် scope ကို bevel phone screen အပေါ်မှာအလေးတစ်ခုချိန်လို့ရပါတယ် ်လေးစားအောင်ချိန်မှုတဲ့ gyroscope ကိုတော့ပါ gyroscope ထဲမှာရှိနေတဲ့လေးစားရဲ့ sensitivity ပမာဏနဲ့ gyroscope only one fire မှာရှိနေတဲ့လေးစားရဲ့ sensitivity ပမာဏကိုတူညီအောင်ညှိလိုက်ပါခင်ဗျာပြီးရင်ထိုင်ပြီးတော့ပြစ်ကြည့်ပါဒီကံကကျွန်တော်တို့အရင်များနေတဲ့အတွက်ကြောင့်မလို့ကျွန်တော် gauss code ဝင်ပြီးတော့ short လိုက်ပါမယ်ကျွန်တော်150လောက်ထိ short လိုက်မယ်ဗျ။တစ်ဖက်ကို150တိ short ရင်နောက်ထပ်တစ်ဖက်ကိုလည်းကျွန်တော်150တိ short လိုက်ပါ။ စကုတ်ဆန်းတဲ့အခါကျရင်လည်းကြီးတစ်ခက်လုံးဆွဲပြီးတော့စကုတ်မဆန်းပါနဲ့ကြီးရောလေးချက်ကနေ၆ချက်လောက်ဒီပဲဖြစ်ပါခင်ဗျာဒီကံရောလည်းကျွန်တော်တို့နည်းနည်းများနေပါတယ်ဒါကြောင့်မလို့ကျွန်တော်ကံကို136လောက်ဒီထက်လျှော့လိုက်ပါမယ်ကျွန်တော်ကစကုတ်ချင်မိသားမလို့နည်းနည်းလောက်ပြစ်ပြီးတော့မှဆန်တဗီတီကိုအလျှော့တင်းလုပ်ပြရနေရဖြစ်ပါတယ်ဟုတ်အောင်ချင်ရသေးဦးဆိုရင်မြန်မြန်ပြစ်ပြီးတော့မှတစ်ခေါက်ချင်းသေးပါတယ်ခင်ဗျာ ဒီလောက်ဆိုရင်ကျွန်တော်တို့အဆင်ပြေသွားရင်မလို့ဘိုးထဲမှာခဏသွားပြီးတော့ထပ်သွားဆမ်းပါမယ်ခင်ဗျာဒီလောက်ဆိုရင်ကျွန်တော်တို့အဆင်ပြေပါပြီကျွန်တော်ပွဲထဲမှာသွားပြီးတော့ပြစ်လို့ရပါပြီ channel scope တွေကိုလည်းကျွန်တော်လေးစားချိန်ပြတယ်လို့မျိုးအ short တင်းလေးလုပ်ပြီးတော့ချိန်လို့ရပါတယ်နောက်ပြီးတော့ပြည့်တဲ့အခါမှာ enemy ကိုတရှာမြင်တွေ့ရတဲ့ခါကျမှပဲကြည်အများကြီးနဲ့ပြစ်ပါ အနမီယာတပင်းနောက်တော့ကြတော့နောက်တော့လမ်းချောင်းနေရယ်အိန္ဒိယနေလမ်းချောင်းနေရယ်ဆိုတော့ជីကုံဆွဲပြီးတော့မဖြစ်ပါနဲ့ဒီချာမမြင်ရတဲ့အနမီတွေကိုလေးချက်ကနေ၆ချက်တိပဲဖြစ်ပါနောက်ပြီးပြည့်တဲ့နေရာ၂မျိုးရှိပါတယ်ပထမတစ်မျိုးကပြည့်မဲ့အနမီရဲ့အောက်တက်တဲ့ကိုစကုတ်ချိန်ပြီးတော့ပြစ်လိုက်တယ်ပြစ်လိုက်တဲ့အခါစကုတ်ကအပေါ်ရောက်သွားရင်စကုတ်ရီဖိုင်လေးကိုထိန်းလိုက်ပါတယ် ောက်ထပ်တစ်မျိုးကပြစ်ချင်တဲ့နေရာကိုစကုတ်ချင်လိုက်တယ်ပြီးတော့ဖြစ်တဲ့အခါကျရင်ပြစ်လိုက်တာနဲ့စကုတ်ရူပိုင်ကိုတန်းထိန်ပါတယ်ကျွန်တော်ကဒီပုံစံလေးနဲ့ပြစ်ပါတယ်ဒါပေမဲ့ပထမတစ်မျိုးနဲ့ပြစ်ဖို့အကြံပေးပါတယ်ပထမတစ်မျိုးကပို့ပြီးတော့လွယ်ကူပါတယ် streamer တွေ proclia တွေရဲ့ sensitivity ကိုယူပြီးတော့မပြစ်ပါနဲ့ဘာလို့လဲဆိုတော့သူတို့ကသူတို့နဲ့ကန့်ညီမဲ့စကုတ် sensitivity တစ်ခုချင်းစီကိုအချိန်တွေအများကြီးပေးပြီးတော့ချိန်ထားတာမလို့ကိုယ်နဲ့မကန့်ညီနိုင်ပါဘူးကိုနဲ့ကန့်ညီမဲ့စကုတ် sensitivity ကိုကိုကိုတိုင်းအချိန်ပေးပြီးတော့ချိန်လိုက်ပါဒါဆိုရင်ပြတဲ့အခါမှာစကုတ်ကငြိမ်လာပြီးတော့ enemy ကိုလည်းထိလာပါလိမ့်မယ် ျွန်တော်ရဲ့ဗီဒီယိုလေးကိုချန်နယ်တက်တဲ့ဆိုရင် like and follow လေးလုပ်ပြီးတော့ support ပေးသားလို့ရပါတယ်အားလုံးပဲတက်တာပါခင်ဗျာ